လူတိုင်းလူတိုင်းမှာခြေစုအချီဆုံးပုံကိုတယောက်ကိုရှားပါဆိုလို့ရှိရင်လူတိုင်းလူတိုင်းမှာကိုယ့်ရဲ့အမေဖေဟာကိုယ့်အတွက်ခြေစုရှိဆုံးပဲလို့နံပါတ်1ထားမှာဖြစ်ဘာကြောင့်မိဘကိုခြေစုရှိဆုံးလို့ပြောလို့ရှိရင်ကျွေးတာမွေးတာတွေအသာထားမိဘကလူလောကကို လာခွင့်ပေးလိုက်တဲ့ခြေစုပဲနော် အခုခေတ်ဆိုရင်မိဘတွေကတချို့မိဘတွေဆိုလာခွင့်မပေးဘူးလေကြွတင်ပြီးတော့တားဆီးတယ်မလာရဘူးလာပြန်လို့ရှင်လည်းပဲအမိုက်ပုံးနဲ့ထည့်ပြစ်တာရှိသေးတယ်အဲ့တော့အလာလည်းမခံဘူးလာလို့ရှင်လည်းလွှင့်ပြစ်တာရှိတယ်ပေါ့ခက်ကအဲ့လိုဖြစ်လာအဲ့တော့မိဘဆိုတဲ့ immigration ကကိုယ်လက်ခံမှလူဟာလူလောကရောက်နိုင်တယ် ဲ့တော့ကိုလူလောကရောက်လာတာဟာမိဘရဲ့ကျေးဇူးပဲဖြစ်တယ်ပေါ့အကယ်၍မိဘကကိုကိုလက်မခံခဲ့ဘူးဆိုရင် လူဖြစ်ဖို့ရဘလို့မဖြစ်နိုင်ဘွေးဘွားလာပြီးနောက်ကိုကိုပြုစုဆောင်ရှောက်မှုမပေးဘူးဆိုရင်လည်းဘလို့မလူဘွားမှကြီးထွားလာနိုင်မှာမဟုတ်ဒါကြောင့်မို့ဣမတ်တလောကတဓာတိတာရောဒီလောကကြီးကို မြင်စေတာပြတာတာမိဘရဲ့ကျေးဇူးဒီကျေးဇူးဟာဘလို့မတုံးဆက်လို့မရဘူးပြန်ဆက်လို့မရဘူးကျွေးတာကို ပြန်ကျွေးလို့ရတယ်ဆောင်းလျှောက်တာကိုမိအဖေကိုပြန်ဆောင်းလျှောက်လို့ရတယ်လောကကြီးလူလောကကိုလာခွင့်ပေးတဲ့ကျေးဇူးကိုတော့ဘလို့မကိုကပြန်ဆက်လို့မရဘူးဒီလိုဆိုလို့ရပေါ့နော်ရသော်ဘုရားကမိဘရဲ့ကျေးဇူးကို၃မျိုးပဲခေါ်ထားတယ်၃မျိုးကဘာလို့ဆိုရင် အပါတကဘေးရန်အနေမရောက်အောင်ဆောင်းလျှောက်ပြီးတယ်ပောတကကြွေးမွေးတယ်ဣမတ္တလောကတထသေတာတော့ဒီလောကကြီးကိုလာခွင့်ပေးတယ်ဆိုဟာအဲ့ဒီဂျေစုပဲအဲ့ဒီဂျေစုသုံးမျိုးထဲမှာဣမတ္တလောကတထသေတာတော့လူဖြစ်ခွင့်ပေးတဲ့ဂျေစုဟာအကြီးမားဆုံးဂျေစုလို့သူတို့ပြောအဲ့ဒါကြောင့်ပြန်ပြီးတော့ဆက်လို့မရနိုင်ဘူးလို့ပြောတာ